ကျွန်တော်စိတ်ထဲမှာအမေသက်ရှင်နေကျင်းနေပြီဘလို့ရဲ့ကူကကူကငတ်ငတ်ပြီမိတော့ပဲအမေရှိမှဖြစ်မှာလေကျွန်တော်ဘဝမှာအမေပဲဒီလူပြည်နယ်လောကထဲကိုလည်းတိုက်တွန်းခဲ့ရတဲ့သူပဲအရင်တော့ကကြတော့ကျွန်တော်က daily ပဲလိုက်ထိုးရတာများလေကန်တိုင်းမခေါ်ဘူးပြင်လောက်ကလည်းမရှိဘူးပေါ့ဆိုင်ကယ်တွေကအဆင်ပြေတော့ရောင်းလိုက်ရတယ်အကွမ်းအတိုင်းလေးကြောင်းပြီးတော့ရက်တည်နေရပေါ့မိသားစုမှာ၅ယောက်ရှိအမေကျမ်းမကြီးတို့က တခါကျကျအခုကိုက်တွေခဲတယ်ဆိုလို့သိကန်သွားအနေုံတပေါင်းကျော်ပဲလူပညာနဲ့ပတ်သက်လို့လူတဲ့နေရာလေးမှာထက်သုံးပြီးတော့ခိုင်းကျင်တာခိုင်းလို့ရပါတယ်လို့စားဖို့ကကျတော့စံလေးရှင်းပြီးတော့အမေကကြောက်ရွံ့ပေါက်တော့မယ်မနမိုးလေးကြောက်နေနေလေကြောက်ဟိုဒီနေ့လေးကြောက်ကြော်ပဲကျွန်တော်နာမည်ကစောနိုင်ပေးလေးပါအာနုပညာလောကအနေနဲ့နားခဲ့တာတော့

။ဒါကြောင့်ဆက်ရုံကလမ်းခေါ်တာရှိပါတယ်။ဟိုကလေပါသမားတွေကကျွန်တော်မခေါ်တော့ဘူး။ဝန်ထမ်းတွေဖြစ်ပုံတော့ကျွန်တော်မခေါ်တော့နားသွားတော့။ဒါအလုပ်ကမရှိတော့ဘူး။လုံးလိမ့်မဲ့ဖြစ်သွားတော့ဟုတ်။ဆိုင်ငယ်ကလေးလည်းမရှိဘူးတော့။ဆိုင်ငယ်လည်းရောင်းလိုက်ရတော့လေ။ကျွန်တော်ကဆိုင်ငယ်ကလေးဆွဲဆိုင်ငယ်ကလေးကအဆင်ပြေတော့ရောင်းလိုက်ရတယ်။ဒါမိဘကျမ်းမကြီးကြောင်းလည်းပါတော့အကုန်လုံးအဲ့ဒါကြောင့်ရောင်းလိုက်ရတယ်။ကျမရဲ့တို့ရေးပြခြင်းအမေတို့လုပ်ပြီးကြင်ပေးနေတယ်။ကုံသွားတာဟုတ် အမျိုးသမီးပဲကွန်ကကျွမ်းကျင်ရတတ်တာလေကျွန်တော်ကြတော့တခါတလေမှဝင်ရပေးတာတော့ဝိုင်းလုပ်ပေးတာပေါ့သူတို့ဝိုင်းလို့ဈေးထွက်ပေးပါညာလိုရတာလေးချင်းသွားဝယ်ပေးကျွန်တော်အမေးကြည့်ရတာပေါ့အိမ်မှာအမေးတယောက်တည်းထားခဲ့လို့မရဘူးအဲဒါကြောင့်အမေးတော့ကျွန်တော်ခဏခဏပြန်လာရတယ်သူတို့ကြတော့အမေးခန္ဓာကိုမနိုင်ဘူးကိုကိုတိုင်းမှကြည်ပါသေးပေါ့အဲအဲ့ဒါမလုပ်ပေးရတော့ဒီခက်ခဲလေးတော့နည်းနည်းရှိတာပေါ့ တော်တော်များများအခုကုံသေးလုံးနေဆိုပိုဆိုးသွားတာပေါ့လုံးမစီဆန်စားဝယ်ဖို့ကမလွယ်ဘူးလေအနည်းဆုံးလက်ထဲမှာပတ်စံတပေါင်းလောက်ကင်သွားရင်တော့မှဆန်စီပဲရတယ်ဟုတ်ကဲ့ကိုညာတော့ကြောင်ကြတော့နည်းနည်းရောင်းပါတော့ဖြတ်သွားဖြတ်လာရလေနေတယ်လေဆက်ုံရှိဆိုတော့ဆက်ုံကမှဝင်သွားပြီဆိုတော့သိမြောင်းရတော့ပြီးတော့မှဆက်ုံကမှပြန်ဆင်းလာမှပြန်ရောင်းရတယ်ယောက်ျားလေးတွေပဲကိုကွန်ဆာစတိတ်တော့လို့ကြတာပေါ့ ။ခါရအိမ်သုံးသုံးနဲ့ပါဝါညာပါစေးဘူးမရှိတော့ဟိုစေးဘူးမရှိတော့သူမြေရသဆဲ။သဆဲပြီးတော့မှပြန်ဝဲရ။အဲတော့ပြီးတော့ညနေပြန်ရောက်ပြန်ပေး။ဟိုဆက်လိစီတဲ့ကြာအကုန်တက်တယ်။ရတဲ့ပတ်စံလေး၄၅၆တောင်နဲ့အဆင်ပြေပြီ။မြတ်တာမှဒီလောက်ပဲမြတ်တာ ਉ ။ကုန်းစီရကြတက်တာ။အဲတော့ရောင်းဝယ်ပါဝါလာ။ကြက်ချောမရောင်းနဲ့ရောင်းပါအဆင်ပြေအောင်မဲ့လို့ကွမ်းဆိုင်လေးမပြုတ်ဘူးကြီးကြီးရယ်ဆိုပြီးပုံမှန်လေးရအောင်ဟုတ်ကဲ့အာနေရရဖို့တယ်မလွယ်ဘူးလေ ကိုယ်ကတိုင်တိုင်နေရာရဖို့ဆိုတော့ကိုယ်ကွှေ့လိုက်ပြီးတော့သူများဟိုဝင်ကိုယ်ကနောက်ပြန်ရောင်းနေရမှရှိတော့အဲဒါဆိုပြောမှာသူဘယ်နေရာမှီကိုနေရာလဲဆိုတော့အမေရဲ့တာဘာနေရာရဲ့သူရဲ့ဆို၄ယောက်အမီနဲ့ဆို၅ယောက်ပေါ့မိသားစုမှာ၅ယောက်ရှိအမေချမ်းမကြီးတို့ကတခါကျရင်အခုကိုက်တွေခဲတယ်ဆိုလို့ရင်သေကန်သွားအနေအထားတောင်းကြော်ပဲလေးဖြတ်သွားတာကျမ်းမကြီးမကောင်းတာတော့65နှစ်လောက်တည်းမကောင်းတာ သူ့ရဲ့နှလုံးသူ့ကြောက်ကျင်းတယ်သေးဝေစားတယ်ဒါရေးဆိုကျွန်တော်နဲ့ကျွန်တော်တန်းနဲ့နှစ်ယောက်တည်းပဲတိုင်ခိုင်းချောကျွန်တော်စိတ်ထဲမှာအမေသက်ရှင်နေကျင်းနေပြီဘယ်လိုလဲကူကကူကငှက်ငှက်ပြီးမေးတော့ပဲကူတာပြရတာပေါ့နော်ဘာဖြစ်လို့အမေရှိမှဖြစ်မှာလေကျွန်တော်ပြောရမှာဟာအဖေကကျွန်တော်ငငယ်လေးရဲ့ဆုံးသွားအမေပဲ။ဘဝမှာအမေပဲဒီနုပြည်နယ်လောကထဲကိုလည်းတိုက်တွန်းခဲ့ရတဲ့သူပဲ။ ထားလဲတာနေမောတူရလုံးရတယ်ဒီကောင်လေးကျေးဇူးချီးထားသလိုပဲဒီကောင်လေးနားမှာကပ်ပြီးချွေးချွန်းဝင်းနေတာပဲလူပညာလောကပြန်ခေါ်ရင်တော့ငါပြန်လောက်ချင်သေးတယ်လို့ပြန်ပြောပါတော့အာပြန်ပြောထိုးတော့သိထိုးနိုင်မယ့်ပုံတော့မပေါ်ဘူးလို့ဒါပေမဲ့ဟာနည်းနည်းနည်းချင်းတော့ထိုးနိုင်နေပါလေလို့ပြန်လောက်ချင်တယ်လို့သိကူးလေးပြီးပြီးတော့ပြောနေတယ်အဲ့ရမြင်ပါဘူးအပြန်လို့ရှင်နေရလို့ဒါပေမဲ့လူဝစားရလည်းငါအကုန်ပေးပလိုက်ပြီလို့မရှိတော့ဘူးမိမိကလုတော့လဲကွာဒီဟိုတော့ရရစစား ပြီးအပေါင်းသင်းနေဆိုတော့အိမ်ဝင်မိသားစုလို့မပါဘူးခေါ်တဲ့လူမှန်မြအကုန်လိုက်လို့ပဲလေဘာကုံနေကုံချလိုက်လို့ပြီခေါ်ရင်ခေါ်သလိုအကုန်လိုက်လို့ပဲပြီးတော့နောက်ဆုံးသမင်းဆိုင်လေးဖွင့်တော့သမင်းဆိုင်လေးဖွင့်ကိုကိုဘေးကြတော့မှဖြတ်ခံလိုက်ရတာလုံညာလို့ပြန်လုတ်ချင်းလုတ်ချင်တာပေါ့ဘာပြောပေါ့ခေါ်ရင်တော့ခေါ်မဲ့လူမရှိဖြစ်ဘာအသက်တွေလေးပြက်ကုန်တော့ဆုံးလုံးတော့တခါကျရင်တွေ့ပါတယ်ဘာလို့လဲဆိုတော့အမေတွေပဲလေစေဘူးနဲ့စားဖို့ကကြတော့စံလေးရှိရင်ပြီးတော့ ။ဒါလေးကြီးအမေတို့ကြောက်ဘူးလေကြော်။ဒါအမေကကြောက်ရပောက်တော့မှာ။မနမိုးလေးကြောက်ညနေလေးကြောက်။ဟိုဒီနေ့လေးကြောက်ကြော်ပဲ။အရင်တော့ကြတော့ကျွန်တော်က daily ပဲလိုက်ထိုးရတာများလေ။ကန်တိုင်းမခေါ်ဘူး။96ခုနဲ့ကစာဦးသူလူမြတ်လောကရဲ့စာဦးပါလေ။စာရတော့အဖေမဆုံးခင်ပေါ့။ပြည်သူဦးနဲ့ရိုက်ခဲ့ဘူးလား။ဟုတ်ပြီနဲ့လေ။မင်းသားဖြစ်ခင်လေသူမင်းသားဖြစ်တော့လေစာဖြစ်ခဲ့တာလေ။ အဲခေပြီလို့ပါတော့နေကိုဝလူနဲ့ရိုက်ခဲ့တာကိုရင်လေးနဲ့ရိုက်ခဲ့ဘူးလားပဲရအောင်ကိုရင်လေးနဲ့ရိုက်ခဲ့ဘူးလားပဲဒီမျိုးအောင်လို့တော်တော်များများမင်းသားရကျော်တော်ဟင်းတို့အကျန်းမင်းသားရတို့တော်တော်များတယ်ဟိုနေမျိုးအောင်နဲ့ကျော်တော်ဟင်းနဲ့ကကရုံးနှစ်ကောင်ကရုံးနေနဲ့သူတို့နှစ်ယောက်ကကရုံးနှစ်ကောင်အဲအဲဒီကရောတိုက်ထုံမှရိုက်တယ်ဒါမမရရပေါ့နော်ဟိုကကျွန်တော်သကားကောင်းကောင်းရိုက်ခဲ့တဲ့ကားပြောလဲအောင်မေဟောင်းစီအောင်ဟမ်ဟဲ့ မင်းကဒီမှာလာပြီးလူပါလာွားမမတ်တဲ့ဥထင်တယ်ဖျောက်နေရိုက်နေတာကြည့်နေကိုကောင်တွေတွေ့နေတယ်ခါကျရင်တွေ့ကြည့်နေတော့အာကိုကောင်တွေရိုက်နေတွေ့နေဝမ်းသာတယ်ဟောဒီကောင်တွေဒီအားလေးတော့လှုပ်လှုပ်လို့ရသေးတယ်ပေါ့ကိုကတော့အိမ်မှာငုံတုတ်တိုင်းအဲဒါကိုကဘရူးနဲ့မှာဆက်နေကိုလည်းတိတော့မရိုက်တတ်တော့လေဟောတိတော့ရိုက်ရပြီးတင်တာလည်းမရှိဘူးလေအဲ့ဒါမျိုးလည်းမရှိဘူးတော့အမေပဲနားမှာသူသူပါတော့သမင်းနေတာပြည်တာကဟောကိုနေကျွေးမှာ စားတယ်အဲ့ဒါမျိုးညာဘက်ဆိုရင်ကိုစော်ကြီးကိုစော်ကတော့ပြက်ပြားမချဘူးပြန်တဲ့လူတယောက်မှမခေါ်ဘူးကျွန်တော်နာမည်ထူပဲသူကခေါ်တယ်အာမေသေးဝါရင်တော့မသိဘူးလို့ငါမေမသိမင်းတော့ငါကောင်းပြီးပြရမယ်လို့အာဟိုကအရင်မိမဆက်ပြပြရတယ်ဟောငါဘွားကအမေပဲရှိတာလို့တကယ်လို့မြန်ပေါ့နော်ဇော်နိုင်သေးလေးပါအမျိုးပညာနဲ့ပတ်သက်လို့လူတဲ့နေရာလေးမှာထက်သုံးပြီးတော့ခိုင်းနေတာခိုင်းလို့ရပါတယ်လို့ကျွန်တော်လည်းခေါ်သုံးပေးကြပါလို့ ကျွန်တော်ပြောချင်ပါတယ်ဟိုကမိသားစုသားနေလေအဆင်ပြေသွားအောင်ပေါ့ခေါ်သုံးမဲ့လူတွေများရှိခဲ့ရင်ကျွန်တော်ခေါ်သုံးပေးပါလူမြန်လောကသားအားလုံးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဆက်သွင်းမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့956 490 269ပါဒီဖုန်းနံပါတ်လေးဆက်သွင်းပြီးတော့ကျွန်တော်ကြောင်းကြားလို့ရပါတယ်